ဝင်ဟမင်းကြီးအစ်စ်ရွေးချယ်ပွဲမတိုင်ခင်ရဟန်းအမတ်တွေဟာဗာတီကန်ကိုပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။ဝင်ဟမင်းကြီးအစ်စ်ရွေးချယ်ပွဲကာလသူတို့နေထိုင်မဲ့အဆောင်အခန်းနေစီကိုအင်္ဂါနေ့မှစတင်ပြီးရဟန်းအမတ်တွေကပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။ဝင်ဟမင်းကြီးကိုလိုအပ်မဲ့ပြီးရွေးချယ်မယ်နေ့မတိုင်မီတရက်လုံးမှာဒီလိုပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ပေါ်ဟမင်းကြီးဖရန်စီဟာ AB 21ရက်နေ့ကကွယ်လွန်နေဆိုင်ရောက်သွားပြီးနောက်ပေါ်ဟမင်းကြီးအသစ်ရွေးချယ်မယ့်ရဟန်းအမတ်133ပါးဟာဘုတ်ခုနေ့မှာ16ဖျားကြောင့်တွင် စုဝေးမှာဖြစ်ပြီးတော့ဒီလိုရွေးချယ်မှုဟာနိုင်ပိုင်းမှသည်ရက်တောင်မှလာတဲ့အထိကြာမြင့်နိုင်ပါတယ်။ယဟန်မတ်ဒီဟာပုံမှန်အဖြစ်ဗာတီကန်ရဲ့စန်တာမာတာအေးဒါမှာနေထိုင်ကြရပါတယ်။ဒီခန်းနေရာရေချိုးခန်းနဲ့ဟိုတယ်ပုံစံအခန်းတွင်းဝယ်ဆောင်မှုဖြစ်ရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးတို့အခန်းလုံတော့အောင်မရှိပါဘူး။တိုင်ကြီးငါတိုင်းမှာနိုင်ငံပေါင်း80မှာကိုယ်စားလှယ်တွေပါဝင်လို့အခုပေါ်ဟမ်းမိရွေးချယ်ပွဲဟာအကြီးအကျယ်ဆုံးဖြစ်မှာဖြစ်ပြီး နိုင်ငံတကာမှအများဆုံးပါဝင်ခြင်းလည်းဖြစ်ပါတယ်။တချို့သောယဟန်မတ်တွေကိုစန်တာမာတာဗေဂီအမနေရာချထားပေးမှဖြစ်ပါတယ်။ဒီဆောင်ဟာဗာတီကန်အရာရှိတွေနေထိုင်နေကြနေရပါအခန်းလေးကိုအင်္ဂါလေးမှဗုဒ္ဓဟူးနေ့မနက်ပိုင်းဝှပြုချိန်ကြားမဲ၌ရွေးချယ်ပေးထားမှဖြစ်ပြီးယဟန်မတ်ရွေးချယ်ပွဲကိုဗုဒ္ဓဟူးနေ့မှာဆက်လက်ပြုလုပ်မှဖြစ်ပါတယ်။ယဟန်မတ်တွေဟာ လှုပ်ဝက်ချက်ကိုစောင့်ထိန်ပါမယ်လို့ဂတိသစ္စာပြုရမှာဖြစ်ပြီးရွေးချယ်ပွဲတွင်ဘာလီဖြစ်ပျက်ခဲ့တယ်ဆိုတာပေါက်ကြားရင်ဝိုင်းဝန်းသပိတ်မှောက်ခြင်းလည်းခံရမှာဖြစ်ပါတယ်ယဟမတ်သစ်ရွေးချယ်ပြီးတဲ့အချိန်ယဟမတ်တွေကိုပြင်ပကဘာနဲ့ဆက်သွယ်ခွင့်တားမြစ်ထားမှာဖြစ်ပါတယ်ပေါ်ဒူးနဲ့ညနေ3:00နာရီ Granite Center ချိန်1300နာရီမှစတဲ့ကပေါ်ဟမ်မင်းကြီးအသက်ရွေးချယ်ပြီးတဲ့အထိ ဒီမျိုးပြနိုင်ငံငယ်လေးပါတီကံမှာဖုန်းလိုင်းတွေဖြတ်တောက်ထားမယ်လို့ပါတီကံကကြေညာပါတယ်ဒါပေမဲ့စိန့်ပီတာယမီမှာတော့ဖုန်းလိုင်းတွေရနေမှာဖြစ်ပါတယ်မဲပီရိတ်ချက်မှုလုပ်ငန်းစဉ်စတင်တဲ့အခါယဟန်မတ်တွေဟာသူတို့ရဲ့ဖုန်းတွေကိုအဆောင်မထားခဲ့ရမှာပါမဲပီရိတ်ချက်မှုကိုမိကိုနဲ့အချက်ပြမှာဖြစ်ပြီးအမဲရောင်ဖြစ်ရင်မရွေးချယ်ရသေးဆိုလို့ပြီး အဖြူရောင်ဖြစ်ရင်ဟန်မင်းကြီးရွေးချယ်ပြီးပြီးဆိုလို့ပါတယ် ရွှေကောက်ပွဲကာလအထောက်အကူပြုဝန်ထမ်းတွေဖြစ်တဲ့စေဝန်ထမ်းမှသည်ဓလိကမောင်သူစားသောက်ဆိုင်ဝန်ထမ်းတန်ရှင်ရေးဝန်ထမ်းအထိလှုပ်ဝက်ချက်ကိုထိန်းသိမ်းရမှာဖြစ်ပြီးသူတို့ကလည်းအဲ့ဒီလိုလိုက်နာပါမယ်လို့ကျန်းသစ္စာချိန်ဆိုပြီးဖြစ်ပါတယ်။အသက်80အောက်ယဟန်မတ်ဒီနဲ့တခြားသက်ကြီးဟန်မတ်ဒီဟာရွေးချယ်ပွဲအတွက်နေ့စဉ်ပြင်ဆင်ရေးအစည်းအဝေးကိုကျင်းပခဲ့ရာအင်္ဂါနေ့မနက်ကနောက်ဆုံးအစည်းအဝေးကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာအရာကိစ္စအားလုံးဖြစ်တဲ့ ပါတီကရဲ့ဘန်နာရေးကိစ္စတွေလိန်ပိုင်းဆိုင်ရာထိခိုက်စော်ကားတဲ့အရှုပ်တော်ပုံတွေအသင်းတော်ညီညွတ်ရင်းနဲ့နောက်တက်မဲ့ပုံဟမ်မင်းကြီးပေါ်အမြင်တွေဆွေးနွေးပါတယ်။ပုံဟမ်မင်းကြီးဖရန်စစ်ဟာဂျူနိုအဲရစ်မှလာတဲ့သူလည်းဖြစ်ပါတယ်။ပုံဟမ်မင်းကြီးဖြင့်တာဝန်ထမ်းဆောင်တဲ့12နှစ်တာကာလအတွင်းအသင်းတော်ကိုအများပြည်သူအတွက်ဖွင့်လှစ်ပေးခဲ့သူဖြစ်ပြီးဝေဖန်သူများကအသင်းတော်ကိုအဓိကအယူဝါဒကောက်ွယ်ဖို့ပြက်ကွက်ခဲ့တယ်ဆိုပါတယ်။အခုထပ်ပေါ်တဲ့မိကုံးမှာ ော်ဟမ်ကြီးနေရာဆက်ခံသူဟာသူ့ရဲ့လမ်းကြောင်းတိုင်းလိုက်မှလားဓမ္မမဟုတ်ပုံမရှိဟုဆွဲဆန်တဲ့အစင်လာလမ်းကြောင်းတိုင်းလိုက်မှလားရွေးချယ်ရမှာဖြစ်ပါတယ်။လက်ရှိဟမ်မတ်80ရံခန်းတို့ဟာပိုဟမ်ကြီးဖရန်စစ်ခန့်ခဲ့သူတွေပါ။ကျွန်ကြီးသူတွေကဒီဟမ်မတ်တွေဟာသူ့ခြေလမ်းတိုင်းရှောင်းလမ်းမဲ့သူကိုရွေးချယ်ကြမှာမဟုတ်ဘူးလို့ဆိုကြပြီးအများအပြားကတော့အန်အားသင့်စရာရလက်ထွက်ပေါ်လာနိုင်တယ်လို့ဆိုကြပါလိမ့်။